မင်္ဂလာပါကချင်ဝက်သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းဖြစ်ပါတယ်။ ်ချင်းပြည်နယ်ပူတောင်မြို့နယ်မှာမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင်ဆော့လွန်မြို့နယ်လန်ဆယ်ဒေသမှာလည်းတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့စီရင်နီးဆက်တဲ့သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ပူတောင်လုံးရှာရန်ဘက်ကတာဝတိုင်းကုန်းတဝိုက်မှာမနေ့ကအစစ်ကောင်မရှင်တပ်ပြည်သူစစ်ပူပေါင်းစစ်ကြောင်းနဲ့တလိုင်းအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒီနေ့မှာတော့တိုက်ပွဲပြန်လည်ငြိမ်သက်သွားတယ်လို့သိရပါတယ်။ပူတောင်မြို့ရှေ့ဘက်ကမချမ်ပေါ့နဲ့နောင်မိုးမြို့လမ်းကြောမှာလည်းစစ်ကောင်မရှင်နဲ့ပြည်သူစစ်တွေကစစ်ကြောင်းထိုးလှောင်နေကြောင်းသိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလကတိုက်ပွဲတွေဇက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး ီတိုက်ပွဲပြန်လည်ငြိမ်သက်နေခဲ့တဲ့လန်ဆဲဒေတာအထက်ပိုင်းလိုင်စင်တောင်ကျောမှာလည်းမနေ့ကတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးတော့လက်ရှိအချိန်ထိတော်ရီဘက်ကအသာစီရရှိထားကြောင်းလည်းသိရပါဗျ။ပြီးကြတဲ့လနဲ့အခုလပထမပတ်အထိအချင်းပြင်းနေမှာပမောင်ဝိုင်းမော်ဖာကတ်နဲ့ဆော့လော်လန်ဆယ်ဒေတာတွေဟာတိုက်ပွဲဖြစ်ပွားမှုအများဆုံးဒေတာတွေဖြစ်ခဲ့ပြီးတော့တိုက်ပွဲငြိမ်သက်နေတာအတော်ကြာပြီဖြစ်တဲ့ပူတာအိုဒေတာမှာပါတိုက်ပွဲတွေ ပြန်လည်ကြားလာရတာဖြစ်ပါတယ်။ ဘူတာအိုနဲ့မချမ်ဘောမျိုးဟာကားဆိုင်ကယ်ရီနဲ့15မိနစ်လောက်တောင်မောင်းနေရတဲ့အကွာအဝေးမှာရှိပြီးတော့မချမ်ဘောနောင်မွန်လန်းဟာစစ်ကောင်မရှင်နဲ့ပြည်သူစစ်တွေအတွက်ခေါလန်ဖူးနဲ့လန်ဆယ်ဒီတာဘက်ကိုစစ်ကြောင်းထိုးနိုင်ဖို့အရေးပါတဲ့လမ်းကြောဖြစ်ပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်